တနင်္လာသာသမီများတို့2025ခုနှစ်ဒီဇင်ဘာလ12လပိုင်းတွင်ကံကြမ္မာအစိုးကောင်းနှင့်တလစာဆောင်ရန်ရှောင်ရန်များကို ကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။အလုရှောက်ထားသောသူများအလုကင်ကိစ္စတွေစင်ပြေမှုတွေရရှိမယ်။ရွေးချယ်ရခတ်သောအခွင့်အလမ်းတစ်ခု တပြိုင်နက်တည်းပေါ်လာတတ်ပြီးတော့ကျွန်တော်ရဲ့တနင်္လာသာသမီမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာအလုတိုင်းနေရာတိုင်းမှာကိုကြီးမဆားမဲ့သူတွေနဲ့စုံရတ တ်ပါတယ်။ရဝေးမှအလောက်ကိုင်းနဲ့ပတ်သက်ပြီးဆက်သွယ်ကောင်းများရရှိမယ်။လှူဆောင်မှာကအစဉ်ပြေအောင်မြင်မှုတွေရရှိမယ်။ ဇီဝလုံငန်းဆောင်တာများကောင်းမွန်တဲ့ကာလကောင်းမွန်တဲ့အချိန်ဖြစ်တော်လဲပဲမိမိရဲ့ပေါ်ဆမှုကြောင့်ဆုံးရှုံးနေနာမှုတွေကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိษွေတို့အနေနဲ့ငွေကြေးအစုလိုက်ပြုံလိုက်ဝင်လာတတ်တော်လဲပဲမိษွေတို့အနေနဲ့ငွေအတွက်စိတ်ပူပန်ရခြင်းငွေအတွက်စကားပြောဆိုညှင်းခုံရခြင်းမျိုးတွေကြုံရမယ်အချစ်ရေးမှာတာယာပြောရွှင်စရာ အကြောင်းကိစ္စလေးတွေကြုံရမယ်မိษွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလားတာမှာဆုတ်လက်ဆန်းလက်တွေပြွင့်နေပြီးတော့ချစ်သူမရသေးပါကချစ်သူရရှိမယ်မိษွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလားတာမှာမမျော်လင့်ပဲလက်ထရတက်ပြီးတော့အိမ်အောင်ကြီးမှာအိမ်အောင်ဘက်မိမိပေါ်မှာနားလည်မှုလွဲနေပြီးတော့ ဒီ12လပိုင်းတလားတာမှာလင်မယားချင်းမျက်နှာချင်းဆိုင်တာနဲ့ဇကားများရံဖြစ်ရတာမျိုးလေးတွေမကြာခဏကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့မိသားစုအတွင်းမှာတို့မဟုတ်မိမိရဲ့ပန်းဝင်ခြင်းမှာမနာလိုသောသူတစ်ဦးကမိမိအကျိုးစီးပွားပြပြအောင် ပြုလုပ်တာမျိုးလေးတွေခံရမယ်။ ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အမှန်တရားဘက်ကနေပြီးတော့စကားပြောဆိုညင်းခုံရမယ်အကြောင်းကိစ္စတွေနဲ့ကြုံရမယ်မိတ်ဆွေရင်းလူရင်းများနဲ့လည်းအယူဆသဘောတရားကွဲလွဲတာမျိုးလေးတွေကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားတာမှာဘာသာရေးပို့ပြီးလှူဆောင်တာမျိုးလေးတွေအဋိဌံဝင်တာမျိုးလေးတွေလှူဆောင်တင်ပါတယ် ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၂လပိုင်းတလားဒါမှာပညာရက်တစ်ခုသို့မဟုတ်ပညာအသစ်တင်ကြားခြင်း သင်တန်းကောင်းများတက်ဖို့အခွင့်အရေးများကြုံရခြင်းစာမူးဝဲရလကောင်းများရရှိခြင်းတို့ကိုလည်းကြုံရမယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ပညာနဲ့ပတ်သက်ပြီးတော့ဒီ12လပိုင်းတလတာမှာသတင်းကောင်းများလည်းမကြာခဏအကြာရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့အပူလောင်ခြင်းမတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းအစာမကြေခြင်းဝမ်းပိုင်းနဲ့သက်ဆိုင်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားတာမှာငွေကြေးကိစ္စနေနဲ့ပတ်သက်ပြီးတော့စင်ပြေစေဖို့လက်လာပါနေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိမိတို့အနေနဲ့အစင်ပြေသောသူတဦးကိုခေါင်းဆွဲကြော်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေစင်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့စူးတောင်းဝေးရမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့အနေနဲ့တရက်၁၀ရက်၂၀နဲ့၇ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အစအစအရာရာအစဉ်ပြေမှုလေးတွေရရှိတတ်ပြီးတော့မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၂လပိုင်းတစ်လတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၁၇ရက်၂၀နဲ့၄ရက်၃၀နဲ့၁ရက်နေ့တွေကိုရှောင်ရှားတင်ပါ ါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာအဖြူရောင်မိုးပြာရောင်ခဲရောင်ပါတော့ lucky ကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်သင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင် မိတ်ဆွေတို့အနေနဲ့လေးအစာလေးအဆုံပါတော့ဌီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရေတနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့မနက်ပိုင်းမှာမိမိရဲ့နေအိမ်ဖျားကြောင်းဆောင်ဖျားငန်းမှာပြားရည်စမ်းထားသောစွန်းတပွဲသို့မဟုတ်တကယ်လို့ပြားရည်စမ်းထားတဲ့စွန်းအစင်မပြေဘူးဆိုလို့ရှိရင်ပန်းအဖြူရောင်၅ဝင်းတောက်တော်ရည်၃ခွက်ကိုလှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကို တိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံး12လပိုင်းဆိုတဲ့ကာလမှာเนาะစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။လောက်သမ ्या ၊ကိုင်းသမ ्या ၊ကြံစီသမ ्या ၊တွေးတော်သမ ्या တွေအကုန်လုံးအောင်မြင်ပြီးတော့မိမိတို့ငွေကြေးလက်လာပါကိစ္စတွေမှာလည်းပဲရှာရဖွေရတာတွေလွယ်ကူပါစေ။လောက်ကိုင်းစည်းဝါးတွေလည်းဖြစ်ထွန်းကြပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေ့ ာမှာပဲဆုံးတတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်